အားလုံးပဲမင်္ဂလာပါ The United Show YouTube Channel ကနေကြိုဆိုလိုက်ပါရစေ။ဒါဒီနေ့ကတော့မနေ့ည United ရဲ့ Premier League ဒါ International Break Day မစခင်နောက်ဆုံးကံတဲ့ပွဲပေါ့နော်။ဆိုတော့ပွဲမှာတော့အဝေးကွင်းမှာ3 3ဆိုတဲ့ရလဒ်နဲ့ ား United ကတော့6ပြက်နိုင်ရပါရဲ့ဆိုတော့ Amorin လက်ထက်မှာတော့ဒီနောက်ပိုင်းကတော့ဒါပြောရမဆိုရင်6ပွဲဆက်လောက်ကိုရှိပြီနိုင်ပွဲရတာတရေပွဲတွေပါအပါဒါ Europa League ပွဲတွေရောအပါဆိုတော့ United ကဒါဟို competition လည်းရှိနေတယ် momentum တခုလည်းအရှိန်ရနေတဲ့အချိန်မှာတော့ဒါ international break နှစ်ပတ်ကြုံရတော့နည်းနည်းတော့ cancel တယ်လို့ပြောရမယ်ဒါပေမဲ့ကောင်းတဲ့တခုကတော့ဒါဒန်ယာရကစားသမားတွေဟိအနားယူဖို့လုံလုံလောက်လောက်အချိန်ရသွားတယ်နောက်ပြီးတော့ကစားသမားတွေကလည်းဒါ society နဲ့ပွဲ န်နာရဲ့အတွက်ကြောင့်မို့လို့အရင်ပွဲတွေရလောက်တော့ဟို fresh ဖြစ်တဲ့ပုံစံတော့တိတ်မတွေ့ရဘူးဒါပေမဲ့ခုနပြောသလိုပဲ white land နဲ့ဒါ gala chou ကိုရပါတယ်ဆိုတော့ united အတွက်ကောင်းတဲ့အချက်ထက်ပိုတယ်ပေါ့နော်ဆိုတော့ united ရဲ့မင်းညာဟို performance နဲ့ပတ်သက်ပြီးတော့ဟောအဖို့အမြင်လေးနဲ့တူတုံ့သက်ပြပါအောင်ဟုတ်ဟုတ်ကဲ့ဗျအဲ united အနေနဲ့ဆိုရင်ပေါ့နော်ကျွန်တော်တို့လောလောဆယ်ဟိုအသင်းကြီးရဲ့ပေတံပြီးတော့ဟိုတကယ်အရန်ကောင်းနေတဲ့အသင်းတွေပုံစံကျနေတဲ့အသင်းတွေပေတံ အဲ့ပေတံတွေကိုခဏဖယ်ထားပြီးတော့ကျွန်တော် United ရဲ့ဒီဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေအဲ့ပေတံနဲ့ပဲကျွန်တော်တို့တိုင်းကြီးတင်တယ်ပေါ့နော်အဲ့လိုတိုင်းကြီးတဲ့အခါမှာအခုတော်တော်လေးကိုတက်လာတယ်တော်တော်လေးကိုကောင်းလာတယ်ကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်အရှင်တော်ကလွန်ခဲ့တဲ့အဲတလလောက်ကတွေးမယ်ဆိုရင်ကျွန်တော်တို့ဒီလိုရလက်မျိုးစဉ်းအောင်စဉ်းစားမိမှာမဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုရင်ဒါနှစ်ပွဲဆက်အဲဆိုစီတက်နဲ့ပြီးတော့အဲဒီလက်စတာနဲ့ပေါ့နော်နှစ်ပွဲဆက်ကိုဒီလိုအာ14 C3 အဲဒီလိုရလက်တွေနဲ့နိုင်ဖို့ဆိုတာ ိမ်မက်တော့မမက်နိုင်ဘူးပေါ့ပြောမှဆိုအသင်းရဲ့အခြေအနေကအဲ့လောက်ထိဆိုးခဲ့တယ်အဲ့လောက်ထိဆိုးခဲ့တဲ့နေရာမှာအဲဒီ Amorin ရဲ့ system ကတစ်စိတ်တစ်ပိုင်းပါတယ်အဲ့တော့အဲ့ Amorin ရဲ့ system ကိုကစားသမားတွေကကောင်းကောင်းမကစားနိုင်ဘူးပေါ့နော်ဒါကျွန်တော်တို့နားလည်ထားတဲ့အခြေအနေအဲအခြားတစ်ဖက်မှာပြောမှဆိုတော့ Amorin ကလည်းသူ့ကစားသမားတွေကိုအဲကောင်းကောင်းအသုံးမချနိုင်ဘူးဆိုတဲ့အခြေအနေပေါ့ဒါပေမဲ့အဲ့ဒီအခြေအနေအကုန်လုံးကဒါလွန်ခဲ့တဲ့အဲနှစ်ပတ်လောက်ကစပြီးပေါ့နော်အဲဆိုစီတက်ကိုတည်ကြတယ်အာဆင်နယ်ကိုတည်ကြတယ်ပြီးတော့ဆိုစီတက်ကိုနိုင်အဲ့အဲ့ဒီနှစ်တစ်ပတ်နှစ်ပတ် လော့အတွင်းမှာတော်တော်လေးပြောင်းလဲသွားတာကိုကျွန်တော်တို့မြင်နိုင်တယ်။အဲအဲ့ဒီမှာဒီ Bruno ဟာလုံးဝကွင်းလေအဲဒီအလေကျော်ထဲမှာပဲအဲဒီ Deep Blue မှာပွဲထွက်ပြီးတော့ကစားတယ်။အဲပြီးတော့အဲကနာချိုဝါညာဘက်မှာညာတောင်မှာမှာပဲကစားတယ်။အပြီးတော့ Bay Left Inside Forward နေရာမှာဒီ Playmaker တယောက်ကဒီကစားတယ်။အဲ့တော့အဲ့အချက်တွေကျွန်တော်တို့မြင်လာရတယ်။အဲ့အချက်တွေနဲ့အတူ United ကစားတာပိုကောင်းလာတယ်။အပြီးတော့ Kansas ဘိုင်းအပြင်ဆိုရင် Kansas ရဲ့ White Center Back တွေဖြစ်တဲ့ ဒီ RCB LCB ဘာလဲဒီဘက်မှာဆိုတော့ heaven နဲ့အဲဒီ link အဒီကစားသမားတွေကဒီ Amorian Sonic ကတောင်းဆိုတဲ့ဒီအရှိကိုတက်ပြီးတော့ cover လုပ်ပေးရခြင်းဆိုတဲ့အလုပ်ကိုပို့ပြီးတော့လုပ်လိုက်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့အဲ့အချက်တွေကြောင့် United တော်တော်လေးကိုတိုးတက်လာတယ်အဲ့တော့ပြောမယ်ဆိုဒီဘက်မှာခြေစွမ်းတကယ်ကိုတိုးတက်လာပြီတကယ်ကောင်းခဲ့တယ်အဲဒီတိုးတက်ရခြင်းအကြောင်းတွေကတော့ခုနအကြောင်းအချက်တွေကြောင်းတော့ကျွန်တော်မြင်နေပါတော့။ဒါပေမဲ့ဒီတခြားသောအသင်းတွေပေါ့နော်ဥပမာထားပါတော့ဒီ Arsenal လို့အသင်းတွေပြီးတော့ဒီတခြား Liga ဆိုရင်ဒါ Inter Milan တို့ အဲပြီးတော့ဒီ Real Madrid အဲ Barcelona အဲ့လိုအသင်းမျိုးတွေပေးတယ်နဲ့ဆိုရင်တော့ဘာမှမဟုတ်ဘူးပေါ့နော်ဒီခြေစွမ်းဒါပေမဲ့ United ရဲ့ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ဆိုရင်တော့ဒါကတော်တော်လေးကြိုးဆိုရမယ်အကောင်းမြင်ရမယ်အခြေအနေတစ်ခုဟိုရောက်ရှိလာရဲ့လို့သုံးသပ်ချင်ပါတယ်ဗျအဲနောက်ပြီးတော့ဒါ20ပွဲဇက်ဂိုးပေါက်ပြောင်းနေရတော့ Highland ကတော့ဂိုးပေါက်ပြန်တွေ့ပါကြီးဆို Real Madrid နဲ့ပွဲမှာတွေက Highland ကဒါဂိုးမသွင်းနိုင်ဘူးမြင်ရဲ့ ဟိုကစားတဲ့မှာတို့အများကြီးတိုးတက်လာတွေ့ရတယ် assistant တစ်လုံးလည်းရခဲ့တယ်ဆိုတော့တိုက်စစ်ပိုင်းမှာလည်းပါဝင်မှုကဟိုတော်တော်လေးကောင်းလာတယ်အဲ ES စီတန်းနဲ့ပွဲမှာတည်းရဆိုတော့လေဟိုင်းလန်ခိုးရောင်းရတယ်ပတ်သက်ပြီးတော့အခုရဲ့အမြင်လေးကိုပေါ့ပြောပြပါအောင်ဘယ်လောက်ထိသူကိုဗစ် level ရောက်သွားမလဲပြီးတော့ဒီဒီအခြေအနေကနေသူဘယ်လောက်ထိ move forward ဖြစ်သွားနိုင်မလဲဆိုတော့အကိုအနေနဲ့ပြောပြပေးပါဦးဟုတ်ကဲ့ဗျအဲအထူးတရားမှုနှစ်ခုမြင်တာပေါ့နော် အဲသူ့ရဲ့စိတ်ပိုင်းဆိုင်ရာရအရန်တက်သွားလိမ့်မယ်အဲ့ဒါကိုကျွန်တော်ယုံကြည်တယ်အပြီးတော့နောက်ထပ်ကောင်းတဲ့အချက်ကနောက်နောက်ဆွမ်းဆောင်ရည်အတွက်ကောင်းတဲ့အချက်က United ကတဖြည်းဖြည်းနဲ့ပုံကျလာပြီဒီအသင်းဒီနည်းပုံကျလာပြီအမော်ရင်လိုချင်တဲ့ပုံစံကျလာတယ်ပေါ့နော်အဲ့လိုပုံကျလာခြင်းက Wildland တို့ကဂါဇာရပို့ပြီးလွယ်စေလိမ့်မယ်ဗားရပို့ပြီးလွယ်တဲ့နောက်မှာတော့ဒါဂိုးတွေအခါအလျော်ဆိုတာလိုက်လာလိမ့်မယ်ပေါ့နော်အဲ့တော့ Wildland နေနဲ့ပို့ပြီးတော့တိုးတက်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အဲဒီအမော်ရင်စားရောက်ကတည်းကကျွန်တော်တို့အားလုံးယုံကြည်ခဲ့ကြတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ white land ဟာ amorin တုံးကျင်တဲ့ type မျိုးဖြစ်နေလို့ပေါ့နော် amorin လိုအပ်တဲ့ဒီဆွမ်းဆောင်ရည်တွေလည်းရှိတယ်ဒါပေမဲ့အဲ့ဆွမ်းဆောင်ရည်တွေဟာအခြားသောနေရာတွေရဲ့အပုံစံမကျနာခြင်းတဲ့အတူအဲ့ဆွမ်းရည်တွေကိုဟောထုတ်ဖို့အတွက်အလိုအပ်ချက်တွေရှိခဲ့တယ်မမြင်ခဲ့ရဘူးအခုတော့အဲ့ setup တွေကျွန်တော်ပြန်ရလာပြီပြီးတော့ဒီသူကိုသွန်းနိုင်ခဲ့တဲ့အတွက်သူ့ရဲ့ဒီ confidence level လည်းပြန်တက်လာပြီပေါ့နော်အဲ့တော့ဒီအချက်ကတော်တော်လေးအရေးပါတယ်ကျွန်တော်တို့သွင်းသွားတဲ့ဘိုးကိုကြည့်မယ်ဆိုရင် အဲကိုးသွင်းရတာမလွယ်တဲ့အချိန်လေပြီးတော့ तू မတန်တဲ့ညာပချံညာရှင်နဲ့ကန်ရတာဖြစ်နေတယ်เนาะတော့ဒီအချိန်မှာကိုးသွင်းနိုင်ခြင်းမရှိခြင်းအပြင်ဖိုင်လန်ဟာတိုးတက်မဲ့ progress ဘက်ကိုတကယ်သွားနေပြီဆိုတော့ကျွန်တော်တို့မြင်နိုင်တယ်ဆိုစီတဲ့နဲ့ပွဲမှာလည်းဒါခြေစွမ်းကောင်းခဲ့တယ်ဗောနော်လိုအပ်နေတဲ့ခြေစွမ်းတစ်ခုကိုပြနိုင်ခဲ့တယ်အဲ့တော့အတက်ဘက်ကိုပြန်ရောက်နေပြီဗောနော်အဲ့တော့အဲ့ဒီတက်ဘက်ကိုပြန်ရောက်နေတဲ့အချိန်ဒီမှာတော့ international break ကသူ့ကိုအဲဆွဲမချသွားပါစေနဲ့လို့တော့မျှော်လင့်ရတယ်တခြားသောအချက်တွေရကြည့်ရင်ဝိုင်လန်ဟာတကယ်ကောင်းတဲ့ အတက်ဘက်ကိုသွားမဲ့လမ်းကြောင်းမှာရှိနေပြီလို့ပြောလို့ရပါတယ်။နောက်ပြီးတော့ဒါဒီနေ့ပေါ်မှာဆိုရင် heaven တန်ရအောင်ပါတယ်။မရခင်မိနစ်90ကစားတဲ့အချိန်မှာလည်းတော်တော်လေး impressive ဖြစ်တဲ့ခြေစွမ်းပြခဲ့တယ်။အဓိကဒါလုံးနဲ့ Erison ရဲ့ဒီပြောရမယ်ဆိုလို့ရှိရင်သူတို့ရဲ့ဒီလွတ်လာတဲ့ဘောလုံးတွေကိုသူပဲတိုင်ခံရှင်းရတယ်။နောက်ပြီးတော့ဒါ Lindy Law ရဲ့အမှားတွေကဟိုထွက်လာတဲ့ဘောလုံးတွေကိုလည်းသူပဲထောက်လျှောက်ဘလော့လုပ်တယ်။ interception လုပ်တယ်ဆိုတော့တော်တော်များများဟိုသူပဲကောက်ဟိုအဓိကဟို ဟို big chance တွေတော်တော်များများကိုလေသူကိုဘလော့လုပ်ခဲ့တယ်ပေါ့နော်ဆိုဒီနေ့ပွဲမှာဆိုလို့ရှိရင် heaven ရဲ့အခြေစွမ်းပေါ်ကို break ပေးမယ်ဆိုလို့ရှိရင်ဘလောက်ထိ break ပေးကြလဲအဲတော်တော်လေးကောင်းတယ်လို့ကျွန်တော် rating ပေးစင်ပါတယ်အမ်အရှိရဆိုစီတက်တဲ့ပွဲတော့လို့ပဲပေါ့နော်ပြီးတော့လူငယ်စားသမားတယောက်အနေနဲ့ဆိုကျွန်တော်သူ့ကိုအမှတ်ပြည့်အမှတ်ပြည့်ကိုပေးတယ်ပြီးတော့ United ခန်းစစ်ကစားသမားတွေပြီးတော့ဒီ Amorin လိုချင်တဲ့ပုံစံကစားနိုင်ခြင်းနဲ့ပတ်သက်ရင်လည်းကျွန်တော် goal တူးမဲ့သူ့ကိုပေးတယ်ပေါ့နော်တကယ်ကို အဲ့ဒီ level မှာအဲ့ဒီစွမ်းဆောင်ရဲ့ level မှာရှိနေတဲ့ဗလာမဖြစ်တဲ့ Lesandro Martinez ကိုကျွန်တော်တို့အမ်လိုပဲပြောပြောမေးလိုက်လို့မေးလိုက်ပြီလို့တော့ကျွန်တော်မပြောလို့ပါဘူးအလောက်အလောက်အပြင်းထန်ပြီးတော့ဒါပေမဲ့ဒီ heaven အနေနဲ့အဲ့ဒီဟာကွက်တွေအဲ့ဒီလိုအပ်ချက်တွေကိုတာကွက်ပေးနိုင်မဲ့ level မှာရှိနေတဲ့ဗလာသမားဖြစ်ကျွန်တော်မြင်တယ်လက်ရှိ so far အထိကတော့တကယ်ကိုဘူးမှတ်ထွက်အောင်စွမ်းဆောင်ပြလာနေတယ်ဒီလိုကျွန်တော်ယူဆပါတယ် listen room martin နဲ့ပြန်လာရင်တော့မှပဲဒါ heaven နဲ့နေရာရှင်လူရမယ်ပုံစံရှိရယ် listen room martin နဲ့ကဒါ heaven ထပ်စာလို့ရှိရင်ဒါ area ဘိုင်းနေပါဆိုလို့ရှိရင် heaven အတောင်ပိုတာတဲ့ပုံမှာရှိရယ်ဆိုတော့ heaven အတောင်မှာနေဟိုဒီထက်ဒီပုံစံတိုင်းသာဆက်ထိန်တာ heaven အတောင်နေရာရောက်သွားနိုင်တယ်အလားလာတော့ရှိရယ်ကန်ဆိုးတော့ဒဏ်ရာရအောင်ဒဏ်ရာရသွားကန်ဆိုးတော့ဒဏ်ရာရသွားတာဆိုးသွားပါတော့ဒဏ်ရာလည်းပြင်းတဲ့ပုံမှာတော့ရှိရယ်ဆိုတော့ထန်းစင်ထဲအောင်ထုတ်သွားတာဆိုတော့ ာနောက်ပြီးတော့ဒါဒီနှစ်ပွဲမှာလည်း Bruno ပဲပေါ့ Bruno ပဲပြန်လုပ်ပြခဲ့တယ်ဟိုအာ goal assistant ဟော၃ goal ရခဲ့ဆိုတော့ Amorin လက်ထက်ဒီနောက်ပိုင်းဒီ6ပွဲဆက်တိုက်ပေါ့နော်ရလက်ကောင်းနေရနေတဲ့အချိန်မှာ Bruno Fernandez ရဲ့အဓိကတော့ key performance တွေကြောင့်ပို့ပြီးတော့စိုင်းနေမယ်လို့လည်းညီမမြင်တယ်ဆိုတော့အဲ့ဒီပုံမှာရောဒါအကိုရဲ့အမြင်လေးနဲ့ဆွေးနွေးပေးပါဟုတ်ကဲ့အဲညီမအတွင်းနဲ့ရောတခြားသော United ပြည်သက်တွေအတွင်းနဲ့ရောကျွန်တော်အကူလဲထပ်တူပါပဲတကယ်ကိုအာဘရူနိုက ဘယ်လိုပြောမလဲတရားရာခိုင်နှုန်းနှစ်ရာရာခိုင်နှုန်းဆိုတာအထက်ကိုပို့တဲ့အားထုတ်မှုနဲ့အသိကိုအကျိုးပြုတာပေါ့နော်ကျွန်တော်အားလုံးမျက်မြင်တွေ့တွေ့ကြရသူဘယ်လောက်ပင်ပန်းနေလဲဘယ်လောက်မောပန်းနေလဲဆိုတာကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့အဲ့အခြေအနေနဲ့ကိုကျွန်တော်တို့ပွဲတိုင်းပွဲတိုင်းမိနစ်60ပြည့်အသိရဲ့ဒီတာဝန်ကိုပတော်လေးကိုထမ်းပြီးတော့အာစွမ်းဆောင်ပြီးတာကိုမြင်ရတယ်။ overload တော့ဖြစ်နေတယ်။နော်အဲ overload အနေထားနေကိုသူအများကြီးလုပ်ပြီးတာကျွန်တော်တို့မြင်ရတယ်။ ဒါတော့ဟိုအကျိုးပြုမှုပိုင်းပြောတာပေါ့နော်အသင်းရဲ့ဒီ structure ဘိုင်းရကြည့်ရင်လေသူကစားနေကြနေရမဟုတ်ဘူးသူ့အတွက်အဲနည်းနည်းလေးသူ့ရဲ့ခံစစ်ဘိုင်းအမြင်မှာလိုအပ်ချက်ရှိတဲ့အတွက်အဲ့ဒီနေရာဟာသူ့အတွက်တတ်တောင်တတမရှိသေးဘူးအဲ့တတ်တောင်တတမရှိသေးတဲ့နေရာကနေသူအသင်းကိုအကောင်းဆုံး impact ဖြစ်အောင်အကောင်းဆုံးဟန်ကျင်းကြီးအောင်သူလုပ်ပေးနိုင်တယ်အဲ့တော့ဒါ perfect ပဲပေါ့နော်ဒီကစားသမားတစ်ယောက်စီကကျွန်တော်ဒီထက်ဟိုတောင်းဆိုဖို့ဘယ်လိုများရနိုင်အောင်မလဲပေါ့နော်ကျွန်တော်တော့ဘယ်လိုမှရနိုင်တယ်လို့မမြင်ဘူးပေါ့နော်ဒါက လုံးဝအမှတ်ပြေပဲတကယ်ကိုအရင်ကောင်းတော့စမ်းဆောင်ကြီးအဲပြီးတော့တခုတော့ရှိရပါတော့အမနေ့ကဆိုရင်ကျွန်တော်တို့ big chance လို့ပြောတဲ့အခွင့်အရေးအများကြီးရတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တခါလေးကျတော့ဘာကိုသွားတွေးပေါ့နော်ဟိုဘာကိုသွားတွေးရလဲဆိုတော့ကန်တရားပေါ့လေကန်တရားကလည်းလိုအပ်တယ်ပေါ့နော်မနေ့ကဘိုးလေးဆိုရင်အဲခါလေးကျအဲ့လိုလွတ်ပြီးမဘိုးတဲ့ပွဲလည်းရှိပြီးတော့ဒုက္ခရောက်သွားတဲ့အခိုက်အတန့်အများကြီးရှိတာပဲအမေမနေ့ကအဲ့လိုမဖြစ်ခဲ့ဘူးနော်အဲ့တော့ဘာပြောပြောဒီကိုယ့်ဘက်ကဒီ ကန်တရားလေးလည်းပြန်လိုက်လာရယ်ပေါ့နော်စူးစမ်းအထုံးမှုတော့ကောင်းပါတယ်ခုနောက်ပိုင်းစူးစမ်းမှုတက်လာတယ်အတင်းလည်းပုံစံကျလာတယ်ကျွန်တော်မြင်ရတယ်အဲဒီချိန်ထဲမှာဒီကန်တရားလေးလည်းလိုက်လာတော့ဘူးကျွန်တော်မြင်ရတယ်ပေါ့နော်ဒါတော့ဒါပြီလို့အကြောင်းပြောရင်းနဲ့ကျွန်တော်မမြင်မိရလေးဖြစ်ဆက်ပြီးတော့ပြောပြရအောင်ပေါ့နောက်ပြီးတော့ဒါ MRI ရဲ့ဒီ system ကရောစရပြီးတော့အလုံးလုံးနေပြီလို့အကိုထင်လားဒါပေါ့ဒါဝေဖန်မှုရောဒါ judge လုပ်ဖို့စောနေသေးတဲ့အချိန်တို့ရောမမြင်လားအကိုဘယ်လိုမြင်လဲမသိဘူး um အဝင်လာပြီလို့မြင်တယ်ပေါ့နော်အဝင်လာတယ်ဆိုတာထက်တကယ်တော့ဟိုကျွန်တော်တို့အခုအမြဲတမ်းပြောသလိုပေါ့ adaptable ဖြစ်တယ်ဆိုတော့အသုံးတော်ပေါ့နော် adaptable ဖြစ်တယ်ဆိုတဲ့နေရာမှာကစားသမားတွေရတယ် adaptable ဖြစ်ဖို့လိုတယ်နီးပြလည်း adaptable ဖြစ်ဖို့လိုတယ်အဲ့တော့မှန်တယ်ပေါ့နော်၄၃၃တွေပိုင်းနဲ့ adaptable သူအဲ့လိုမျိုးပြောင်းမှာစားဘူးဒါပေမဲ့သူရဲ့၃၄နှစ်တည်းထဲမှာပဲသူ adaptable ဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ပြတယ်အဲ့ဒါဘာလဲဆိုတော့ကစားသမားတွေသူပိုနားလည်လား အချို့သူကစားသမားတွေကအသေးကြီးခိုင်းလို့မရဘူး။ तू သူ့ရဲ့ဒီဘောင်ထဲမှာအတွတ်သွင်းလို့မရဘူးဆိုတော့ तू နားလဲလာတယ်။ तू အဲ့ဘောင်အပြင်ထုတ်လိုက်တယ်ပေါ့နော်။အတွတ်သွင်းကလာချိုးညာတော့မှာပို့လိုက်တယ်။အဲ့အဲ့လိုဟာတွေကအသိုံပို့ပြီးတော့အဲကောင်းလာစေတယ်။အဲ့ပြီးတော့ကျွန်တော်တို့ဘာလို့ကျွန်တော်သွားမြင်လဲဆိုတော့အခု loss ဒါလူဟာညာတော့မှာကစားရတိုင်းတော်တော်လေးကောင်းတာမြင်ရတယ်။အဲ့ပြီးတော့ဒီ Patrick Dorgu ဟာ Peter Man မှာအမော်ရင်လိုချင်တဲ့ပုံစံအတိုင်းကစားနိုင်တော့မြင်ရတယ်။အဲ့တော့ပြီးခဲ့တဲ့ဆိုစီတဲ့ပွဲမှာလည်းအဲ့ဒီ win bus နှစ်ယောက်ရဲ့အကျိုးသက်ရောက်မှုကိုကျွန်တော်မြင်ခဲ့ရတယ်။အဲ့တော့ဒေါ်ဂူက ဝက်ဘက်တန်ဝက်ဘက်ပြစ်တန်ကနေစေ့တဲ့ခါပြန်လာတော့မှာအဲ့တော့အဲ့ဒီအမော်ရင်စနစ်ရဲ့အရေးကြီးဆုံးဖြစ်တဲ့ right wing ဘက်နဲ့ left wing ဘက်နေရာမှာကျွန်တော်တို့မျော်လင့်ရမယ့်အမော်ရင်လိုချင်တဲ့ပုံစံနဲ့ကျွန်တော်ရနေပြီအပြည့်ကွင်းလယ်မှာလည်းဥဂါတီသမုတ်ကက်စီနီကိုသူတို့နှစ်ယောက်ကိုသူတို့သူ့ကိုဘလို့သူတို့ကိုဘလို့တောင်းအောင်လဲဆိုတာမော်ရင်နားလည်နေပြီအဲ့ခြေစွမ်းတွေလည်းကျွန်တော်တို့မြင်နေရတယ်ဘလူးလူကလည်းဒီဘက်မှာအသုံးတည့်လာတယ်ပေါ့နော်အဲ့တော့အားလုံးပေါင်းလိုက်တဲ့အခါမှာဒီအမော်ရင်စနစ်ကအပြည့်အဝမဟုတ်သေးရင်တော့ကျွန်တော်တို့လက်ရှိအခြေအနေကမျော်လင့်လို့ရတဲ့ထဲကမှာ ဒီတော်တော်လေးကောင်းတဲ့အခြေအနေတစ်ခုကိုရောက်နေပြီလို့ကျွန်တော်ကတော့မြင်မိတယ်ဗျမင်းညဘောမှာဆိုရင်ဒါ United ရဲ့ Academy ကစားသမား၄ယောက်ပေါ့ဒါ Heaven ပါဝင်ဆိုရင်၄ယောက်ဒီ၄ယောက်ပွဲထွက်ခဲ့တဲ့မှာကိုလီယာတော့ဒီနောက်ပိုင်းပွဲတွေမှာ Heaven နဲ့အတူတူပဲအခြေစွမ်းခြေစားလေးပြလာနိုင်နေသောဒီကိုလီယာဘောမှာရောဒါအကိုဘလို့မြင်လဲနောက်ပြီးတော့ဟိုခုနကပြောသလိုပဲဘရူဟိုဒန်ဟိုဒန်ရရကစားသမားကြီးပြန်ပါလာတယ်ဒီဝင်းဘက်ကစားသမားကြီးလည်းပြန်ပါလာရယ်ဆိုတော့မေဆင်မောင်လည်းပြန်ပါလာတော့မှာဆိုတော့ United ရဲ့ဒီ international break အပြီးမှာဘယ်လောက်ထိအခြေအနေဖြစ်လာနိုင်မလဲဆိုတော့သုံးသပ်ပြီးပါဟုတ်ဟုတ်ကဲ့ဗျအဲဒီမင်းညား Erison ကစားသွားရဲ့နေရာမှာမေဆင်မောင်းကသူ့ရဲ့ပုံမှန်ခြေစွမ်းပုံမှန်စက်ခံမှုနဲ့ကစားမယ်ဆိုရင်အခုတက်ပူကောင်းလဲစွမ်းဆောင်ရင်အတင်းလိုက်စွမ်းဆောင်ရင်ကျွန်တော်တို့မြင်ရမှာတေချာတယ်ပေါ့နော်အဲ့တော့အဲအဲ့3လေးမိနစ်ရဲ့ဒီ inside forward rules ကမေဆင်မောင်းအတွက်လောက်ထားတဲ့ rules ဆိုအောင်ပြောလို့ရတယ်ဒီကျွန်တော်တို့ Thomas Tuchel ရဲ့ Chelsea နေ့ရက်တွေပြန်ကြည့်မယ်ဆိုရင်ပေါ့နော်အဲ့တော့ မေစင်မောင်းပုံမှန်ခြေစွမ်းပုံမှန် return ပုံမှန်ချက်ခိုင်ကိုပြန်ရဖို့လိုလို့လေပြန်ရရင်တော်တော်လေးအားကောင်းမှုရှိရပါလိမ့်အဲဒါတော့မေစင်မောင်းအပိုင်းပေါ့နော်အဲပြီးတော့ဒီလူငယ်ကစားသမားတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Harry Amos ကအဲကျွန်တော်တို့တော်တော်လေးသဘောကျရတယ်လူငယ်အဆင့်တွေမှာ highly rated လည်းဖြစ်တယ်။အမနေ့ကတော့သူအများကြီးတော့ပြသခွင့်မရခဲ့ပါဘူး။ဒါပေမဲ့အဲသူ့ကိုလက်ခံလို့ရတယ်။ကျွန်တော်တို့အများကြီးတော့စောင့်ကြည့်ဖို့လိုသေးတယ်။အဲပြီးတော့ Collier Collier နဲ့ပတ်သက်လို့ကကျွန်တော်ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တော်တော်လေးကြီးကျူးတယ်သဘောကျတယ်။တာဝန်ကျတဲ့ကစားသမားပေါ့နော်။ဒါပေမဲ့ heaven stone နဲ့ပါကွာလဲဆိုတော့ heaven stone ပြရတဲ့ခြေစွမ်းက permission level ဆိုတော့ပုံစံမျိုးပေးတယ်ပေါ့နော်အ clear ပြရနေတဲ့ level ကကြတော့အဲ့လိုတော့မဟုတ်ဘူးအဒီ squad player role player အနေနဲ့အဒီတာဝန်ကျတဲ့ကစားသမားပြီးတော့ဒီအသင်းကိုအမြဲတမ်းအကျိုးပြုနေမဲ့ကစားသမားအဖြစ်ကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့ဟိုလိုမျိုးအရင် highly rated ဖြစ်ပြီးတော့ permission ဆိုတော့အသုံးလုံးဘက်ကိုသွားတဲ့ level လို့တော့ကျွန်တော်မခံစားရသေးဘူးเนาะဒါပေမဲ့ကျွန်တော်စောင့်ကြည့်ဖို့လိုသေးတယ်လက်ရှိမြင်ရတဲ့လောက်ကတော့ကျွန်တော် clear ကို ဲ့လိုပဲမြင်တယ်ဒါ heavens တို့ ပြီးတော့ဒီ kobe main တို့ပေါ့နော်မနေ့ကလို့ဆိုရင်အဲ့လိုပစာသမားတွေပြီးတော့ lenny joro တို့လိုပစာသမားတွေကြတော့ဒါ permission level ပဲဈေးနဲ့ပစာသမားတွေအဖြစ်ကျွန်တော်မြင်တယ်ပေါ့နော်လက်ရှိမှာတော့ heavens ကအဲအဲ့ဒီအမြင်ကိုဒါတော်တော်လေးသက်သေပြထားတယ်ခေါ်လျာကတော့သူ့ရဲ့စူးစမ်းမှုနဲ့သူ့ရဲ့တာဝန်ချေမှုကိုပါရတဲ့အချိန်တိုင်းမှာသက်သေပြနိုင်မယ်ပစာသမားလို့မြင်မိပါတယ်ဗျာ ဟုတ်အခုလိုဖြေချပေးရတာကိုစင်တို့ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။အာတ िश ူအားပေးခဲ့ကြတဲ့ဒါဘောလုံးပရိသတ်တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ဟုတ်ငါအားလိုက်တော့မလို့ဟုတ်ကဲ့ဗျာဟုတ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါ